အီရမအစ္စရေးတက်ခတ်မှုကြောင့်ဗိုလ်ချုပ်တွေတည်ဆုံသွားတယ်လို့ကြေညာထားပါတယ်။အစ္စရေးရဲ့လေကြောင်းတက်ခတ်မှုအတွင်းမှာအီရန်ထိတ်တန့်ဗိုလ်ချုပ်အများပြားတည်ဆုံခဲ့ကြောင်းအစောပိုင်းဒီအများပြားကအတည်ပြုခဲ့ပါတယ်။အဲ့ဒါတွေကတော့ဗိုလ်ချုပ်မိုဟာမက်ဘက်ဂျီရီအာလီရှာမနီနဲ့အမီယာအာလီဟာဂျီဇာဒဲတို့ပါဝင်ပါတယ်။ဒီခုအခါမှာဂိုလာဟာလာအချို့ကအီရန်မှာတည်ဆုံသွားတယ်လို့ယူဆရတဲ့ဆိုပါဗိုလ်ချုပ်တအူးကို အသက်ရှင်လက်မြင့်တွေ့ခဲ့ကြအောင် online တွေမှာပြန်နိုင်လည်းရှိပါတယ်။ဒါပေမဲ့လည်းအခုအချိန်ထိအီရန်ဆိုရတဲ့ရင်းမြစ်တွေကဇွန်လ23ရက်နေ့ကစပြီးတော့ဇွန်လ18ရက်နေ့အထိလေကြောင်းတက်ခတ်မှုအတွင်းမှာဆိုပါထိတ်တန့်ပူချုပ်တွေတည်ဆုံခဲ့ကြောင်းကိုအတည်ပြုနေစေဖြစ်ပါတယ်။အတိခံထားရတဲ့စစ်ပူချုပ်မြို့သူမြို့ဝမတိအမှန်တကယ်အသက်ရှင်ကြောင်းယုံကြည်လောက်တဲ့အထောက်အထားဒါမှမဟုတ်တရားဝင်အတည်ပြုခြင်းမရှိသေးပါဘူး။ ။အီဇွေးနဲ့အီရန်စစ်ပယ်ဆိုင်ရာဒဏ္ဍာရီမြင့်နှစ်ခုစလုံးကတိုက်စုံမှုတွေကိုအတည်ပြုနေဆဲဖြစ်ပါတယ်။သူတို့ရဲ့တရားဝင်အစီအကံစာတွေလည်းမပြောင်းလဲသေးပါဘူး။အဲဒါကြောင့်တခုအချိန်မှာစစ်ပိုလ်ချုပ်တဦးပြန်ပေါ်လာတဲ့ဆိုတဲ့ဇက်လန်းကမမှန်ပုံရပြီးတော့မဟုတ်မမှန်တော့တည်င်းဒါမှမဟုတ်ဂေါ်လာဟာလာတွေအပေါ်မှာအခြေခံကြောင်းသိနိုင်ပါတယ်။အီရန်မှာအီဇွေးနဲ့အမေရိကန်တို့ရှုံးနေခဲ့သလား။နျူကလ িয়ার ဆိုက်ကို တိုက်ခတ်ပြီးတော့မှပျက်စီးသွားတယ်နဲ့ပတ်သက်ပြီးတော့ရောထွေးတဲ့သဘောထားတွေဂေါလာခတွေထွက်နေပါတယ်။တာဝန်ရှိသူတွေကဘာတွေပြောလဲ။အီရန်နျူကလ িয়ার အစီအစဉ်ရဲ့ချင်းချောက်မှုကိုဖယ်ရှားလိုက်ပြီလို့အီဇရဲဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ Fault New ကဲ့သို့သောမီဒီယာအချို့ကလည်းဤကဲ့သို့သောတင်းကိုပဲမျှဝေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအီရန်ရဲ့နျူကလ িয়ার နေရာတွေလုံးလုံးလျားလျားဖျက်ဆီးခဲ့ကြောင်းသူဆိုစမှာပြောကြားခဲ့ပါတယ်။ ဲ့ဒီတော့လွတ်လာတဲ့သတင်းရင်းမြစ်တွေနဲ့မီဒီယာတွေကရောဘာပြောလဲဖန်နဂုံဒါမှမဟုတ်ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီကပေါက်ကြားလာတဲ့အစီအစဉ်ခန်းစာမှာအီရန်ဟာ၎င်းရဲ့နျူကလီးယားလုံဆောင်မှုကိုတလားနေနလားအတွင်းမှာပြန်လည်စတင်နိုင်တယ်လို့ဆိုပါတယ်ဂျိုဒုဓာတ်ပုံတွေအရအီရန်ကအမေရိကန်မတိုက်ခတ်မီ60ရာခိုင်နှုန်းတန်ဆင်ထားတဲ့ယူရိုနီယံ400ကီလိုဂရမ်ကိုလုံခြုံတဲ့နေရာကိုဆွတ်ပြောင်းထားပြီးဖြစ်ကြောင်းပြသက်ထားပါတယ်အပြည့်ပြည့်ဆိုင်ရာ အနုမြူဆိုင်ရင်အေဂျင်စီ IAEA ကလည်းအီရန်ဟာစီမင်းတွေကိုမလိုက်နာသေးကြောင်းနဲ့အီရန်မှာလိုအပ်နျူကလ িয়ার စေယုံတွေဒါမှမဟုတ်ပစ္စည်းတွေရှင်းနေနိုင်တယ်လို့ဆိုပါတယ်။တွန့်ကျင်သူတွေကတော့ဗာပြောတယ်သူတွေချင်းချင်းချက်ကပါလဲ။အဆိုပါတိုက်ခတ်မှုတွေဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်အတွက်ရေရှည်ဖြစ်စီဆူဆုံမှုမဖြစ်စေကြောင်းအစ္စရေးလက်လာတုံးသားသူတွေက ပြောကြားခဲ့ပါတယ်။ The Guardian ကတော့အခြားတင်းအဖွဲ့အစည်းတွေကလည်းအဆိုပါတိုက်ခတ်မှုတွေဟာ အီရန်ရဲ့တိုးတက်မှုကိုလုံးဝရပ်တန့်သွားခြင်းမဟုတ်ဘဲအီရန်ရဲ့တိုးတက်မှုကိုနောက်နေစေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်